မင်းမင်းကြီးတက်မုံမြင့်ထပ်မှန်ပြီးတော့စေုံတက်လိုက်ရလို့တနိုင်ကလုံးဝပြည်သူတွေကပြန်လည်ပြီးတော့စိတ်ပူသွားကြရပြန်ပါတယ်။အေးညကဆိုရင်မင်းမင်းကြီးတက်မုံမြင့်ရဲ့အချမကြီးခြေနေကဘလောက်ထက်တီဆိုးရွားသွားလဲဆိုရင်မင်းမင်းကြီးတက်မုံမြင့်ကသလားပဲခံမဲ့သုံးလားပဲခံမဲ့အစားရှိသဖြင့်မျိုးစုံတော့ကျွန်တော်တို့ online ပေါ်မှာရေးသားဖော်ပြမှုတွေကိုကျွန်တော်အနေနဲ့တွေ့ရတယ်။အင်မတန်မှလည်းစိတ်မကောင်းမှုပေါ့နော်။အခုလေမင်းမင်းကြီးတက်မုံမြင့်က သူ့ရဲ့အရေးပြလေးဖက်နာကဟိုထပ်မံပြီးတော့အခြေအနေဆွေးရလာတဲ့အနေအထားမှာရှိတယ်။ဒါကြောင့်မလို့ဒါဟိုစိတ်ုံသေးရတဲ့အနေအထားပေါ့နော်။ဆိုတော့ပရိသတ်တွေကတော့တော်တော်လေးကိုစိတ်ကူးနေကြတာဗျာနော်။ဟိုအခက်မသိလို့ရှိရင်တက်တောင်ပေးရနိုင်တဲ့အနေအထားလို့တော့ဟိုပြောကြတာပဲပေါ့နော်။သက်မုံမြင့်ဟာဒါအမှုပြလောကကနေအားယူထားလေးချပါပြီနော်။သူအနေနဲ့နော်ကျွန်တော်ရွေးသူတွေဖြစ်တယ်ပေါ့နော်။နေသူတို့ကအမှုပြလုပ်ငန်းတွေကို ဟိုလူဆက်လုံနေတဲ့အချိန်မှာပေါ့နော်သူကကျတော့ဆက်လုံလို့ရနိုင်သေးပေမဲ့အခုလိုမျိုးအချားမရေးချင်းတွေကြောင့်ဒါအင်းရှင်မပေးလောက်ရတဲ့နေထာမှာတတော်လေးကိုစိတ်တစ်ပိုင်းဆိုင်ရမှာလေးဟိုစိတ်ကြယောဂဖြစ်နေတဲ့အနေထားတွေမှာလေးရှိရဲပေါ့နော်အခုလိုမျိုးယောဂကြီးပဲဖြစ်နေပြီးတော့အင်းတွင်ပုံနေရတဲ့နေထားအပြင်လည်းထွက်မရဘူးဆိုတော့တတော်လေးကိုမင်းသမီးတယောက်အနေနဲ့ဒါအနုမြာလောကမှာထိတဲ့နေရာကိုရောက်ရှိတဲ့သူတယောက်အနေနဲ့ပေါ့နော်ဒါတတော်လေးကိုစိတ်ကြကြနေမှာတော့ဖမ်းပြီဒါကြောင့်မလို့အခုလိုမျိုး ဖြစ်နေတာကိုပြစ်သက်တည်းလေးတတော်လေးကိုချင်းစာပြီးတော့စိတ်မကောင်းဖြစ်ကြပါလေခုတစ်ခေါက်မှလည်းတက်မွန်မီရဲ့ချားမကြီးအချင်းတွေကလုံးဝဆူရလာနေပြီးတော့ဟိုဒီစိတ်ဝင်ထက်တက်နေရဖြစ်တဲ့တိုင်းကလုံးဝပြည်သူတွေကအာပြန်လဲပြီးတော့ဆွေးနွေးကြပြည်မီလည်းဖြစ်ပါတယ်တက်မွန်မီဘာမှမဖြစ်ပါစင်းနေဗျာ